โอเคကျွန်တော်ဒီရွှေကိုရှင်းပြရင်းနဲ့ကျွန်တော်တို့ volume profile ဘယ်လိုအလုပ်လုပ်တယ်ဆိုတာပါခင်ရှင်းပြမယ်။ Okay. ဒီ market မှာ face ၄မျိုးရှိတယ်။ Okay, market မှာ face ၄မျိုးရှိတယ်။ကျွန်တော်တို့ဒီဘာလို့မျိုးပေါ့နော်။ဒီကျွန်တော်ပထမ absorption ဆိုတဲ့ face ရှိတယ်။ Okay. အ bullish absorption ဆိုတဲ့ face ရှိတယ်။ Okay. နောက်တစ်ခုက bullish continuation ဆိုတဲ့ face ရှိတယ်။ နောက်တစ်ခုက bearish absorption ဆိုတဲ့ phase ရှိတယ် okay နောက်တစ်ခုက bearish um um bearish um continuation ဆိုတဲ့ phase ရှိတယ် okay market မှာ phase လေးမျိုးရှိတယ် market ဘယ်လိုသွားလေးရှိတယ်ဆိုဒီကောင်အဲ့လိုမျိုးဟိုဟိုအဲ့လိုသွားနေ okay ကျွန်တော်ဒီမှာဘာကိုဘာကိုတစ်ခုသွားတွေ့လိုက်ဆိုတော့ဒီကောင်မှာဖဲတစ်ခုပေါ့နော်အရန်မိုက်တယ်တစ်ခုကျွန်တော်ပြဒီကောင်းနေမှာခါကျွန်တော်ဒါလေးဒါလေးပါလားအားဒီကောင်းဆိုမိုက်ပို့တော့မိုက်ပါသေးတယ်။โอเคဒီကောင်းနေမှာဒီ are commonly အဲဒါဆိုပုံမှန်ရေနော်ခဏโอเคဒီ market မှာ phase ၄မျိုးရှိတယ်နော်တစ်ခုက bullish absorption bullish continuation bearish resolution bearish continuation အဲ့ဒီ bullish absorption နဲ့ bullish continuation က attack ကိုခေါ်တာဖြစ်တယ်โอเคအဲ့ bearish absorption နဲ့ bearish continuation ကအစင်းကိုပြောတာဖြစ်တယ်โอเคကျွန်တော်ရွှေမှာဒီကောင်းနေဒီ absorption လို့တော့အရင်လာလို့ကျွန်တော်ပြောပြမယ်โอเค အဲ့တော့လွန်ခဲ့တဲ့ကျွန်တော်တို့ဒီအာ live information နဲ့တတ်တတ်ဟောပါတော့တာရကပြတာပုံမိုက်ကျွန်တော်တို့ဒီ24အာ sorry normal 16 normal 16မှာဒီကောင်နဲ့ဘာဖြစ်လဲဆိုတော့ဒီကောင်ကိုကျွန်တော်ဒါ candle 1နဲ့ candle 2ကိုပြောတာနော် okay ဒီကောင်ကဘာဖြစ်လဲဆိုတော့ candle 1ကိုတစ်ချက်ကြည့်အဲ့နေ့က market ကဆင်းသွားတယ်ဒီမှာလုံးဝသွားတာဒီကျွန်တော်တို့ဒီ volume footprint เนาะကျွန်တော်ဒီမှာတုံးတဲ့ volume footprint เนาะ volume profile volume footprint ပေါ့ဗျာအဲ့ volume footprint အရာက volume footprint ကဘာဖြစ်လဲဆိုတော့ဒီကောင်ကအဲ့ဒီမှာဒီအောက်ပိုင်းမှာတော့ market ကျလုံးဝရောင်းပလိုက်တယ်တွေ့လားရောင်းတဲ့လူတွေအများကြီးပဲဝင်ချလာတယ်ဒါပေမဲ့ price ကသူတို့ရောင်းတယ်လို့မျိုးအောက်မှာမနေဘူးအာနည်းနည်းအပေါ်မှာနေတယ်တပေါ့ဗျာဟိုဒီတော့အများကြီးဝင်ပြီးတော့ရောင်းတာတောင်မှ price ကဆက်မစင်းတော့ဘူးဆိုတော့တပေါ့ပြောတာဖြစ်တယ်ပြောတာဖြစ်တယ်အာတပေါ့ပေါ့ကြလားမသိဘူး okay i have clue number 1 okay i got clue number 1 okay ဒါပေမဲ့ဒီကောင်အဲ့နေရာနေရောင်းတဲ့ ့ရောင်းတဲ့ flow ကရောင်းတဲ့ flow ကတော်တော်ကြီးများတဲ့အတွက်ဟိုချစ်ချင်းမတက်ဘူးညာနော်နောက်နေ့ကျတော့ထက်ဆင်းသွားတယ်ခုနလိုပဲအောက်ဖက်မှာတို့လားအရောင်းတွေအများကြီးထပ်ဝင်လာတယ်တို့လားဒီကောင်းကြည့်ဒီကောင်းဆိုပိုတော်များသေးတယ်အရင်တော့ဆိုရင်အလွန်ဆုံး3.8ဒီနေ့ကဆိုရင် 4. something right okay အဲ့ကောင်းကဒီနှစ်ခုနော်အဲ့နှစ်ခု1နဲ့2ပဲထားလိုက်တယ်သူကဘာကိုပြောရလဲဆိုတော့ဒီ information ကကျွန်တော်တို့ဘာတွေပြောနေရလဲဆိုတော့ အဲ့နေ့ကမာကတ်ကရောင်းတဲ့လူတွေဝင်လာတယ်ဒါပေမဲ့အပိတ်မှာเนาะဟိုအောက်မစစ်နိုင်ပြင်အပေါ်တောင်းတက်သွားလိုက်သေးတယ်သဘောပေါက်လားမသိဘူးဘာလို့ဒီကောင်ကကျွန်တော်တို့ဟိုဒီကောင်အရေးကြီးလို့ကျွန်တော်လည်းတရားရှင်းပြမယ်เนาะဒီကောင်ကဒါဆိုတာ open ဒါ close ဆိုတော့မှာအပိတ်ကအပွင့်ဈေးတောင်မြင်နေနေသေးတယ်အဲ့ဒီကန်တန်တစ်ခုကကျွန်တော်တို့ဘာလို့ပြောရလဲဆိုတော့အဲကျွန်တော်ဒါကျွန်တော်ဘာဆို bullish absorption လုပ်တယ်လို့ခေါ်တယ် သဘောကရောင်းတဲ့လူတွေဝင်လာတယ်ဒါပေမဲ့အဲရောင်းတဲ့လူတွေကအာဘယ်လိုခေါ်မလဲဈေးကသူတို့ထင်တယ်လို့ဆက်မစင်းတော့โอเคအဲ bullish absorption လို့တယ်လို့ခေါ်တယ်အဲ bullish absorption ကဘာကိုကျွန်တော်တို့ဒါကျွန်တော်ဒါကျွန်တော်တို့ဒီလိုမျိုးပြန်ပြီးတော့ပြောတယ်เนาะကျွန်တော် ABCD ပေါ့เนาะ bullish absorption A bullish continuation B bearish absorption C and D ပေါ့เนาะโอเคအဲ့တော့ဒီနှစ်ခုကကျွန်တော် A လို့တယ်လို့ခေါ်တယ်အဲ့ပြီးတော့သူတို့ဘာဖြစ်လဲနောက်နေ့ကျ market ပြန်တက်သွားတယ် ဒါပေမဲ့ချက်ချင်းအများကြီးမတက်တော့ဟုတ်တယ်လားဒါပေမဲ့ဒီကောင်ဘာပြန်လို့ဆိုနောက်တက်တစ်ခေါက်ပြန်ပြီးတော့ဒီ level ပြန်ဆန်းတယ်တွေ့လားဒီ level ဒီဒီ level ပြန်ဆန်းတယ်အာကျွန်တော်ကျွန်တော်ကျွန်တော်ပြတာသိထားမိသိထားမိကြောင်းကျွန်တော်နော်ဒီ level ပြန်ဆန်းတယ်တွေ့လားဒီ level ကိုဒီ level ပြန်ပြီးတော့ဆန်းတယ်တွေ့လားနော်သိထားလားမသိနော်ဘာကိုပြောချင်တာဘာကိုပြောချင်တာလဲဆိုတော့ဒီကောင်ကဒီ level မှာရောင်းတဲ့လူတွေကိုထပ်ပြီးတော့ trap လုပ်တဲ့ပုံမှာရှိတယ်အဲ့ကောင်ကြောင့် ဒီကျွန်တော်ဒါကြီးက bullish absorption လို့ကျွန်တော်ပြောလို့ရတယ်ဘယ်လိုပြောလို့ရလဲရောင်းတဲ့လူတွေအရင်ဝင်လာတယ်ဒါပေမဲ့ price ကဆက်မစင်းတော့အဲ bullish absorption ပဲ okay အဲ့လည်းပြီးရော bullish absorption တဘောပါဗျာဟိုရောင်းတဲ့လူတွေမောသွားပြီဆိုတဲ့ဘောပေါ့ဆူဆက်ရောင်းတယ်ဗျာရောင်းတာ share ကိုရောင်းတာဒါပေမဲ့ market ကမစင်းတော့နောက်နေ့လဲကြောက်အောင်မှာတွေ့လားဒီကောင်ကရောင်းတဲ့လူတွေမရှိတော့တွေ့လားဒီမှာဘာကိုကြည့်တာအကုန်လုံးအပြားတွေပဲတွေ့လားเนาะအဲ့ကြတာဘာလို့လဲဆိုတော့ bullish continuation လို့ခေါ်တယ်ရောင်းတဲ့လူတွေက အယောင်တဲ့လူတွေကဟိုဟာဖြစ်ကုန်ပြီအယောင်တဲ့လူတွေကဟိုဘာပေါ့နော်အယောင်တဲ့လူတွေက not rewarded ခေါ်တာပေါ့နော်အယောင်တဲ့လူတွေသူတို့ထင်သူစေးမစင်တော့တဲ့အတွက်ဆက်ပြီးမရောတော့အခုဝယ်တဲ့လူတွေကဟိုနေရာဝင်ယူလာပြီတွေ့လားဟောအဲအကြောင်း market ကဆက်တက်နေတယ်ဖြစ်တယ် okay အဲ့တော့ကျွန်တော်တို့အခုက face A ကိုကြော်ပြီးတော့အခုကျွန်တော် face B ကိုရောက်သွားပြီ okay တချင်ကြရင်တော့ခုနပြောသလိုဆက်တက်ဆက်တက်ရင်းနဲ့အဲခုနပြောသလိုရောင်းတဲ့လူတွေကလည်းဟိုအပေါ်မှာလုံးဝဟိုဟာဖြစ်လာတွေ့လိမ့်မယ် နော်ဟိုကျွန်တော်ပြတော့ပေါ့ဒီဒေါင်းမြန်နော် A ရဲ့ဒေါင်းမြန်ပေါ်လာတယ်အဲအဲ့ကျန် C ဖြစ်လာလိမ့်မယ်ကျွန်တော်ရှင်းပြတော့ပေါ့လားမသိဘူးအဲ့ကောင်အရေးကြီးတယ်အဲ့အားကြောင့်ကျွန်တော်တို့ volume profile တို့ volume footprint ကိုသုံးတာ Okay အဲ့ကောင်ကရိုးရိုးကန်တယ်မှာကျွန်တော်တို့ကြည့်လို့မရရိုးရိုးကန်တယ်မှာကျွန်တော်ကြည့်လို့မရကျွန်တော်ရိုးရိုးကန်တယ်ဆိုဘယ်လိုလိုမြင်လဲတိတ်တိတ်ဟိုကဘောနော်ဟို train လောက်ထားရလို့ဆိုတော့နည်းနည်းမှန်းလို့ရရင်ရမယ်ကျွန်တော်ပြတော့ပေါ့လားမသိနော်မှန်းမှန်းလို့ရရင်ရမယ်ဒါပေမဲ့ အဲဒီလိုမျိုးဒီလိုမျိုးကြာကိုကပို့ပြီးတော့တည်တာဒီ level တွေမှာတွေ့လားကျွန်တော်တို့ဒီ level တွေမှာတို့ရောင်းတဲ့လူတွေအများကြီးပဲဒီမှာရောင်းတဲ့လူတွေအများကြီးပဲဒါပေမဲ့ဒီကောင်းနေဟိုရောင်းတဲ့ market ကမစင်းတော့ဘူးတွေ့လားအဲ့ဒါက market ကပြန်လန်သွားတာ okay ပြီးတော့ဘာဖြစ်လို့နော်ဘာဖြစ်လို့ market ကတက်မလဲဆိုတော့ခုနပြောဆို market ကတက်လာရင်ဘာဖြစ်လာမလဲဆိုခုနဒီမှာရောင်းထားတဲ့ကောင်တွေကရှုံးလာပြီဟုတ်တယ်မလားအဲ့တော့ ဒီကောင်တွေကဒီမှာဥပမာပြင်ကျွန်တော်တို့မှာပြီ sell ဥပမာပြင် lot 100လောက်ထားတယ်ကျွန်တော်ပြောပြန်ပြန်နော် lot 100လောက်ထားတယ်ဒီကောင်တွေရဲ့ stop loss ကဥပမာပြင်ဒီမှာထားရထားလိုက်အဲ့လိုဆိုရင်ဒီ seller ရဲ့ stop loss က buy lot 100ပဲဟုတ်တယ်ဘာလို့ sell stop loss က buy ဟုတ်ပြနော်နော်အဲ့တော့ဒီကောင်တွေတနေရာမှာဒီကောင်တွေ stop loss ထိွားတဲ့အချိန်ကျရင် market ကြီးလုံးဝထောင်တက်သွားလိမ့်မယ် okay အဲအဲအဲပဲအဲ့တော့ကိုကအမြဲတမ်းအရင်ဆုံး absorption ကိုကြည့်ပြီး continuation ကိုကြည့်အဲအဲ့ကိုလဲနေတာနော် ။ဩဒါမဲ့တကူတော့ရှိတယ်။တကူတော့ရှိတယ်။ Okay ။အမြဲတမ်းတော့ nothing 100%เนาะ nothing 100%ခုနကျွန်တော်ပြောသလို absorption ပုံပုံမှန်ပေါ့เนาะ။ဟိုပေါ့တာတာပေါ်လာတဲ့အကယ်၍များเนาะဒီလိုမျိုးတက်မသွားဘဲနဲ့ဒီ absorption တကူကနေပြီးလုံးဝပေါက်ဆင်းသွားပြီးတော့အာဒီမှာ red color ဟိုเนาะကျွန်တော်ခုနဒီ volume delta ခေါ်မှာ right အဲအဲ့လိုမျိုးပေါ်လာပြီဆိုရင်တော့ဒါကျွန်တော်တို့ဒီ absorption fail ဖြစ်သွားပြီ။အဲဆိုရင်တော့ market ဆက်ဆင်းတော့ပါ။နော်အဲ့တော့ trading ကကျွန်တော်တို့ဟိုအမြဲတမ်း probability အနေနဲ့ကြည့်ပါ ဟိုကိုတက်မယ်ပြောလို့တက်မယ်ကြမယ်ပြောလို့ကြမယ်ဆိုတော့မဟုတ်ဘူးဘာလို့ဆိုတော့ကန်တယ်တစ်ခုပေါ်လာတိုင်းသူ့မှာအတိတ်ပဲတစ်ခုအမြင်နဲ့ပါတယ်နော်ဟုတ်ပြီနော်အဲ့တော့အခုလောလောဆယ်ကျွန်တော်တို့ပြောရမယ်ဆိုရင်ကျွန်တော်တို့အခုလောလောဆယ်ဒီကောင်လေးဒါ absorption ဖြစ်တယ် okay ဒီကောင် continuation ဖြစ်တယ်အခုလောလောဆယ်အထိရောတခြားဟာတွေဘာမှမပါလာသေးရတဲ့အကြောင်းတည်းဆက်တက်မယ်ဇလန်းမှာရှိဘူးရတယ် okay ဟုတ်ပြီလားနော် အဲ့တော့ကျွန်တော်ကရွှေကိုနည်းနည်းပြန်တက်မယ်လို့ကျွန်တော်ထင်တယ်ဥပမာအဖြစ်တော့ကျွန်တော်တခြားနေရာမှာပြောနေဗျာဥပမာဖြင့်ဒီလိုမျိုး level တွေအာဒီလိုမျိုး level တွေပြန်သွားလိုက်မယ်အဓိကကျွန်တော်တို့ပြောမလို့ဒီပြီးခဲ့တဲ့ဒီနား level ပဲ level ပဲဗျာ2460ကျွန်တော်တို့ဒီ CFD မှာတော့ဘယ်ဘယ်ဈေးလဲမသိဘူးကျွန်တော်တို့ဒီ future မှာတော့2450 2460เนาะအဲ့လောက်ကိုသွားလိုက်မယ်လို့ကျွန်တော်မှတ်နေโอเคကျွန်တော်ရှင်းပြသွားပေါ့မယ်လို့ထင်တယ်အဲဒါကျွန်တော်တို့ဒါကျွန်တော်တို့ဒီ volume profile volume footprint ရဲ့သဘောတရားပဲ နော်ဒါကြောင့်ကျွန်တော်တို့ trader တော်တော်များများအဲ့ကိုတုံးတာဖြစ်တယ်